ဒန်လင်းဦးပါစာ3နှစ်တိ900ညခုအမ338ကျွန်တော်ဖီမျိုးနဲ့ကညီကမျိုးကျွန်တော်ရဲ့မိမရွာသွားခဲ့ကျွန်တော်မိမရွာတရတော်ကြီးရွာသွားခဲ့အမပေါ်တာဖေးပေါ်တာမိလာခဲ့ကျွန်တော်ဖြူးသုဆောင်ရုံတစ်ချက်ပို့ခဲ့တယ်ဖြူးသုဆောင်ရုံကနေမှတောင်းသုဆောင်ရုံတစ်ချက်ပို့ခဲ့တယ်တောင်းသုဆောင်ရုံကနေမှလည်းတင်တန်းကြောင်ပို့ခဲ့တယ်တင်တန်းကြောင်မှ3လကျတယ်တင်တန်းကြောင်3လကျခဲ့ပြီးတော့ကျွန်တော်တို့ ဒီကိုကိုယ်တယင်ကိုပြန်လွတ်ဟွာကိုယ်မျိုးဟွာတယင်လွတ်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီခမသုံးလုံးချစ်လိုင်းဝဲမျိုးပုတ်ဝေးခဲ့။နောက်ခမသုံးလုံးချစ်လိုင်းဝဲမျိုးပုတ်ဝေးခဲ့ပြီးတော့ကျွန်တော်တို့အမှနေရာတိုင်းအစီအစဉ်လို့တော့ကျွန်တော်ရှေ့တန်းဆင်းပြေပြင်လိုက်ခဲ့။ဒီနေ့ရှေ့တန်းဆင်းပြေပြင်လိုက်ခဲ့တော့ကျွန်တော်တို့69တယင်မှာတာဝန်ထမ်းဆောင်တာဝန်ထမ်းဆောင်ပြီးတော့ကျွန်တော်တို့နောက်တော့ဟွာခြေတန်းဆင်းပြေပြင်ကိုတွတ်လိုက်တယ်။ လိုက်တဲ့အချိန်မှာကျွန်တော်တို့ကျေပြန်ကုန်းစကန်းကိုဟောကျေပြန်ကုန်းကနေစင်ကုန်းစကန်းကိုပို့ခဲ့တယ်နေစင်ကုန်းစကန်းနေပြောကျွန်တော်တို့နေစင်ကုန်းစကန်းနေကိုကျွန်တော်တို့အမှနေထိုင်ခဲ့တယ်ထိုင်ခဲ့ပြီးတော့ဟောအမှအရှင်နေမောင်းလို့တစ်ချက်ပြန်ထုတ်ပါပါတယ်တစ်ချက်ပြန်ထုတ်ပါပါပြီးတော့ကျွန်တော်တို့စိတ်ကြောင်းနေပါပြန်ပြီးတော့အဲ့လန်ချင်းချင်းဟောနေမီရှင်းလေးလောက်တယ်နေမီရှင်းလေးလောက်ပြီးတော့ကျွန်တော်တို့တက်ကိုပြန်ဖောက်တယ်နောက်ပြီးတော့ သူတို့လူတွေပြိုင်အကုန်ပြန်လဲဖွဲ့စီပြီးတော့တော့ခရဲနေပြန်တော့ပို့ရမယ်ဆိုပြီးတော့တို့တို့ကျောင်းဆောင်ကုန်းဘက်ကျောင်းဆောင်ကုန်းဘက်ကနေထွက်တယ်ကျောင်းဆောင်ကုန်းဘက်ကနေထွက်ပြီးနောက်တစ်ခါရန်ကုန်းဘက်ကိုထွက်တယ်ရန်ကုန်းဘက်ကနေရန်ကုန်းဘက်ကာလန်ဘီကာလန်နန်းနန်းနေထွက်လာပြီးကျွန်တော်လေကုန်းဘက်ကိုတစ်ချက်ဖြတ်ဆင်းပြီးတော့ရွာဘက်တွေကနေအိမ်နောက်တွေဘက်ကနေပြီးတော့တို့အကြောင်းရင်းအဆန်းဝင်သွားပြီးတော့နည်းနည်းခရဲနေကိုပဲကျွန်တော်ညီကိုနောက်မှကျင်နေခဲ့တဲ့ရဲဘော်ညီကိုပြောချင်တာကတော့ ီဘက်ကိုအလင်းဝင်လာလို့ရှိရင်သက္ကသရေးပြောသလိုမျိုးသက္ကသအကြီးကြီးပြောသလိုဒီမှာတက်ဖြတ်မှုလည်းမရှိဘူးတို့ညီကိုတွေကိုဝိသုသာကျုပ်သွင်းနေပါကျွန်တော်အဆင်ပြေပါတယ်လို့ကျွန်တော်ဒီမှာလင်းဝင်လာကျွန်တော်တနေ့ကျရင်ကျွန်မမနဲ့အိမ်ကိုပြန်လာခဲ့ပါမိဘမိမကတော့အဆင်ပြေပါတယ်လို့အမဆိုင်ဘူးကြပါအဆင်ပြေပါတယ်ပုံမင်းစရာတော့နှစ်ခုနှစ်တစ်ချက်တတတာဝန်ကျတော့တတပဲရှိပွိုင်းမှာနေရတယ် တတိယကျတော့အတတက်အင်္ဂလာအောက်ကရမဲတင်းရှူတော့မှရွှေလုံရင်နဲ့မိမမိမဆိုပြီးတော့ကျွန်တော်ခွင့်ပြန်လာတဲ့အချိန်မှာသခိုင်းတရားပေါ်မှာပေါ်တာဆက်ခံရအကုန်လုံး20ဆက်ခံတမ33နဲ့ပို့တယ်သခိုင်းတမ33အဲ့ရနေပြီးတော့ကျွန်တော်တို့ဟူကုန်းတင်တန်းအဲ့မှာဟူကုန်းတင်တန်းကြောင့်ပို့တယ်တက်ထဲမှာလည်းအလိုမျိုးမလုံးချင်ဘူးတိုက်ခိုက်ရတာဝါသနာဘာပါလို့ကုမီတာစုနဲ့ကိုပဲအေးစေးစေးနေချင်လို့မတွင်ဝင်လာလုံးဝမကြိုက်ဘူးဘယ်လိုလဲအပြင်းပဲတဲ့ပြည်သူတွေကိုဘောကရောက် တော့တကယ်ကြောင့်လည်းအားကြီးကြောက်ပါရဲ့ပေါ်တာဆွဲတဲ့အတွက်ကျွန်တော်မြင်နေတော့ကောင်းတယ်လို့မြင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကျွန်တော်ပြည်သူတွေကလည်းစစ်ပနာအောက်ကရုံးထွက်ရှင်နေကြတယ်ဆရာနာဆိုကြီးကိုလည်းကျွန်တော်90 90ကျော်ကြီးခံခဲ့ရပြီဆိုတော့သိပြီမခံနိုင်ကြတော့ဒီချိန်မှာကအဲ့လိုမျိုးတော်လိုင်းကြီးမလုပ်ဘူးဆိုလို့ရှင်လည်းနောက်ဘာဖြစ်သွားမှာဒီမြန်မာနိုင်ငံအတွက်တော့ဒီဖွဲ့စည်းတွေရှာတော့ကောင်းပါတယ်ဂျဲဘော်တွေကိုလည်းကျွန်တော်ဆက်ပြီးတော့တိုက်စစ်ချင်တော့ဒီကျတော့စားရတဲ့စားစားရောမှာရောကြအဆင်မပြေတော့ဘူး အားကြောင့်မလို့ပြန်ပြန်ပဲလဲဝင်ခဲ့ပါဒီဘက်မှာကျတော့လဲတတ်ချင်းပြူချင်းမရှိပါဘူးသူတို့ချင်းချောက်တယ်လို့လဲတတ်ချင်းပြူချင်းမရှိတော့တယ်ပြန်ပြန်တော့အလင်းဝင်ခဲ့ကြပါအားမှလဲကုမီတာတွေနဲ့ကိုအများဆုံးညီစမ်းနိုင်ပါပါဖမြောင်းဝဲပါစာတင်းတင်းကုတင်းနဲ့ခမာရတုံးလို့ရှိကျွန်တော်တည်းရောက်ရှိရတော့ပေါ်တာဆွဲဆန်းကျွန်တော်နေရနေရလိမ့်စာရတော့ဘူဘိုးတိုင်းတာကြီးကျူးလို့နေဘူး36လမ်းနေအုတ်ကြီးမှာတစ်ဆင့်ကျွန်တော်ရောက်ရှိလာအုတ်ကြီးမှာတစ်ဆင့်ရောက်ရှိလာပြီးတော့ကျွန်တော် ါကြောင့်အဲ့လည်းဆိုတော့ကျွန်တော်ကျွန်တော်ကျွန်တော်အိမ်ရမီတာဆိုရင်ကျွန်တော်မရအဲ့ဒီအတွက်ကြောင့်သူတို့ကမကြည့်ဘူးရဲ့အတွက်ကျွန်တော်ထည့်တယ်နောက်ပြီးတော့အုတ်ကြီးရကြတော့ပဆန်ရဆိုအကုန်လုံးလေးအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီရရရှိတာအဲ့ကြောင့်နေဝင်လာဆိုသူတို့ကမနေဘူးသူအာနာဆုံးအောင်မနေဘူးသူတို့ကသူတို့အကြည့်ပဲနေသူတို့ကအကြည့်ပဲနေဖြစ်တဲ့ရေးစားတဲ့ခုအောင်ပါကျွန်တော်ပြည်သူလူထုကိုလောကရောက်စေသူတို့သူတို့တမျက်နာတဲ့အတွက်နဲ့ကျွန်တော်ပြည်သူကိုသူတို့ကဘယ်လိုပြောရလဲနင်းနေတာဟုတ်လားသူသူတို့သွားမဲ့လမ်းကြောင်းကကျွန်တော်ကိုနင်း ဟိုဘောလမ်းခွင့်ပြီးသွားရဲ့ပေါ့လေအဲ့လိုမျိုးနေပြီးသွားရဲ့နောက်ပြန်သူတို့အတွက်ကြောင့်လည်းဘာမှမဟုတ်ပဲနဲ့သူတို့ချင်းတော့အလူကြီးပိုင်းကသူတို့ပတ်ဆံရဖို့အတွက်ပဲသူတို့လုပ်ကျွန်တော်သူတို့အောက်လက်ငယ်သားတို့ဘာတစ်ခုမှမကြည့်နောက်ပြန်ပြည်သူလူထုကိုဘာမှမဟုတ်ပဲနဲ့အခုသူကြီးကြီးလက်အော်ဒါဆွဲတယ်နှိမ့်မနှိမ့်ဆက်တယ်ဘာမှမဟုတ်ဘူးသူသူကျဲသူအန်သူအပြင်မှာနေနေမိသားစုဘဝလေးလည်းပြည့်စုံပြီအဲ့ဒီတော့တိတ်ရှိရပါတော့တနေ့မှကြည့်ရငယ်ဆိုတိတ်ရှိလာတယ်ကျွန်တော်အခုကျွန်တော်သွားတဲ့ရှီရဆို ဲ့ဒီရဆရာတယောက်ကကျွန်တော်ထမင်းစားနေရင်လည်းတော့ထမင်းခဏခဏစားလို့အားဖြစ်လို့ညာဖြစ်လို့ဆိုကျွန်တော်ရိုက်နေတယ်ပထမတစ်ခေါက်ကျွန်တော်ရိုက်တဲ့နေရာဒီနားရဲ့အသေးပဲကြာအခု25ရက်နေ့နှစ်ခင်မှာဒီနေ့ပြီးမယ်နေ့မနေ့ခင်မှာကျွန်တော်ကင်းဆောင်လို့တဲ့ကင်းဆောင်တာဟိုကြည့်ဒီကြီးအလုပ်ဝင်နေတယ်ဘာလုပ်နေရလဲဆိုကျွန်တော်တစ်ချက်ပြောဒီနှစ်ခန်းတော့ပြောသွားတယ်အရင်တိုင်ရတော့ပါသေးကျွန်တော်ဒီနိုင်ငံကြီးလောက်တာတော့အဲ့ဒီမှာဆရာတွေကဥရကျိတ်တယ်အဲ့ဒီအတွက်ကြောင့်လင်းမှာ ကျွန်တော်ငငယ်ချင်းတွေတော့ဒီဘက်ထက်တော့လာကြည့်စမ်း။အကြောင်းလဲဆိုတော့အာနာယူအောင်မှာဘာမှမဟုတ်ဘဲနဲ့ဖိနိတ်ခံနေမဲ့တူတူကဒီဘက်ထက်မှာအလင်းဝင်ရောက်ဖို့ပြောသေးခြင်း။သူတို့ရဲ့အချိန်မှာဝါဒပြန့်တဲ့လူသက်ရှင်ခေါင်းသက်ရှင်ဆိုတဲ့အဟာရီကတကယ်မှန်တော့ဒီဘက်ထက်မှာဘာတစ်ခုမှမလို့နုံနုံထူးထူးနဲ့ကျူအဖေနဲ့အမေပြောနေတာအဖေနဲ့အမေကျွန်တော်အခုလွတ်လပ်သွားပြီ။ကျွန်တော်ပြောရွှင်နေကျွန်တော်နေနေနေရမှာကျွန်တော်ရောက်ရှိနေ။အဖေနဲ့အမေနဲ့ကျမရဲ့ယူဆအနည်းကျရင်တော့ပြန်ဆုံပါဖို့ ။ဒါနဲ့အဖေနဲ့အမေနဲ့တော့တူတူကောင်းမှုကျမ်းမာနဲ့တော့ပြည့်စုံနေတယ်အဖေနဲ့အမေ။ဝေယံထွန်းပါစတင်းနေတဲ့ဦးရှိရှိခမာယ338ဟိုဘူဘူတိုင်းဒေတာကြီးတောင်းခဲ့ရတယ်။ဟုတ်တယ်မျိုးနဲ့ကြောက်ဝဲမျိုးရွတ်တရားတကယ်ရင်းနှီးရောအပြင်သွားလဲရှင်။ပေါ်တာဆွဲခံရဆိုင်ငယ်လိုက်ရဆမ်းမိရဲ့။အဲဒီမရှိလို့တကယ်ရင်းတယောက်ပြန်ထွက်လိုက်ကျွန်တော်အရှုပ်ထဲမှာနှဲရထားတယ်။နှဲရထားပြီးတော့တောင်စုဆောင်ရင်မြို့တက်ကိုပို့ရ။စုဆောင်ရင်မှာ၁၁ရက်လောက်ကြာတယ်။ ဆက်တဲ့ရောက်ကြရရောအမှတ်ကိုလေ့ကျင့်ရင်ကြောင်းတထုံဖို့လေ့ကျင့်လေ့ကျင့်ကြောင်းမှာတင်းနဲ့သုံးလားတက်ခရာတင်းနဲ့သုံးလားတက်ခရာရေကျွန်တော်တို့မိခင်တရင်ခမ်းမရသုံးသုံးရှိဖို့ပဲကျွန်တော်ဒီစစ်တပ်ကိုသဘောမကျရလည်းပါတယ်နော်ဒီသူတို့ရဲ့ကြီးနိုင်ငံချင်းငင်းချင်းလောက်တာလည်းပါတယ်နှိမ့်ဆက်တာရောကျောညဆိုရင်ကင်းဆောက်ဟိုင်းပြီးတော့ဒီခါကျရင်ညဆိုရင်တညလုံးကင်းဆောက်ဟိုင်းကျွန်တော်အနားလည်းမပေးဘူးသမင်းကြောင်ကျွန်တော်ဝါးပြူလည်းမစားရဘူး ကျွန်တော်တို့နေကင်ဘက်တာလဲတညာလုံးကင်းဆောင်နေကင်ဘက်တာလဲပေးမိပြီကျွန်တော်မှာဟိုအဲ့ရင်မွာအိတ်ငိုက်လို့ရဲနောက်ကလေးပွားနဲ့ပြေးခင်တာစစ်တပ်ထရကျွန်တော်ထွက်ပြေးဖို့အချိန်ချင်းယူလာခဲ့မရဘူးဒါပေမဲ့အခုက25ရက်နေနေလဲခင်ဗျာတနားရီလောက်ကကျွန်တော်အခွင့်ရရခဲ့အခွင့်ရမှာတကယ်တော့ကျွန်တော်ထွက်ပြေးလာတယ်လက်နဲ့တယောက်တက်လက်စီပါဟဲ့ရန်ညောပါတကယ်ချင်းညောဒီဘက်ကိုအလင်းဝင်ဖို့ဖိတ်ခေါ်ခြင်းတယ်တကယ်ချင်းညောအဘမှာနေရသူလို့မဟုတ်ဘူးဒီဘက်မှာနေရလွတ်လပ်တယ်အေးချမ်းတယ် ချစ်ကောင်းစီရလို့ညှိမ့်မဲ့နှိမ့်ဆက်တာလည်းမရှိဘူးမင်းတို့ကောင်တွေဒီကပြောနေတာကမင်းတို့ကောင်တွေဒီဘက်တည်းကိုအလင်းဝင်ဖို့ပြောချင်တယ်ဒီဘက်ထမအေးစီစီပဲသူတို့သူတို့ပြောသလိုဒီဘက်ကဒီဘက်ကိုအလင်းဝင်မင်းတို့တက်မှလည်းမဟုတ်ဖြစ်မှလည်းမဟုတ်ဘူးဘာမှလည်းမင်းတို့မလုပ်မင်းတို့ဒီကဒီကလူရလက်ဖြားနေတော့မရှိဘူးမင်းတို့သူတို့ပြောသူတို့ရှင်းလျှောက်တာကိုကြောက်နေတယ်ဟိုလင်းဝင်ကြရှိအောင်ဝင်လာခဲ့ငါတော့စောင့်နေတယ်မင်းတို့ကောင်တွေဖိနေမေကဒီတော်လိုင်းရေးပြီးမှရောမိသားစုဆုံးရင်းပြန်နေမယ် လက်နေမှာအဖေနဲ့မိနဲ့ကျမရဲ့ဒီဆိုင်ဒါလေးလူလက်နဲ့ပြောင်းနေအရင်လိုဟိုတရောင်သားရဲ့လက်ထဲမှာလည်းပို့တော့ဘူးအခုဒီဒီဘက်ရောက်လူလက်နဲ့ပြောင်းနေဘာမှစိတ်ဘူးမီတော့နဲ့ပြန်လည်ပြီးမှမိသားစုဆုံးနေပြန်နေကြမယ်ဖေနဲ့မိနဲ့ကျမရဲ့လည်းဒီဆိုင်ပေါ့အေးခင်ဗျာပါစတင်ကိုခုံငါငါငါလည်းဟုတ်ကဲ့ကမရတိကိုကျဲပေါ့တော့တင်းတော့မန်နေဂျာကြီးတာကြီးဤလိုမျိုးနေမှာကျွန်တော်9နိုင်ခွဲလောက်53လမ်းပေါ်ပြန်လာခြင်း ကျောင်းတင်ငင်းတော့ကိုလမ်းမစီပြီးခေါ်လာလမ်းမစီပြီးခေါ်လာပြီးတော့ကျွန်တော်တို့ကြောင်းမီရေစကန်ကိုပို့လိုက်တာကြောင်းမီရေစကန်ကိုပို့လိုက်တော့ကျွန်တော်တို့အမီကိုခေါ်ပြီးတော့မင်းတို့ပြန်ထွက်ချင်းပတ်စံ150ပြီးရမယ်ဆိုပြီးတော့ပို့တယ်ကျွန်တော်မီရလည်းပတ်စံ150ပြီးတယ်တော့ကျွန်တော်တို့ညရင်းချင်းပြုံးနေစုဆောင်ယူပို့လိုက်ပြုံးနေစုဆောင်ယူမှာ10လောက်ထားပြီးကျွန်တော်တို့ဘာသူတင်တဲ့ကြောင်းတိုင်းနဲ့ဘာလို့တင်တဲ့ကြောင်းမှာ3လောက်တင်တဲ့တက်ပြီးတော့ကျွန်တော်တို့ ကာမတတိကုံရောက်တယ်ကာမတတိကုံမှာ၄ရက်နားပြီးတော့ကျွန်တော်တို့ဒီရှေ့တန်းကိုပို့လိုက်တယ်သူရဲ့တိတ်ကဲတွေကိုမကြတော့သူရဲ့ကြီးနိုင်ငင်ငင်လုံးမှုတွေအဲ့လိုမတရားတစ်ပြည့်ခိုင်းတာတွေဟိုမလုံနိုင်တဲ့ကိုလုံခိုင်းတာတွေပြီးတော့မလုံချင်တာတွေလုံခိုင်းတာတွေအဲအကြောင်းကျွန်တော်ဒီဘက်ကိုအရင်ဝင်လာပြီကျွန်တော်ဒီရောက်တော့ကျွန်တော်တို့ ဘယ်ကညီကိုလဲကျွန်တော်တို့နွေတွေပဲညီကိုလိုရဲလို့ဆိုရတာဘယ်ကဒေါ်လေးကောင်းလို့သူတို့အမှန်သူတို့ဗလီယာတစ်ခေခိုင်းနေတယ်ကိုတီးခံပြီးလုံးမနေနေတယ်တော့ဒီဘက်ကိုလာဖို့ခေါ်ပြန်ပြီးတော့သူကြောက်မနေနေပေါ့သူဒီဘက်ရဲ့ရောက်ရင်လည်းတတ်တာဖြစ်တာလည်းဘာမှမရှိဘူးသူတို့ပြောသလိုမျိုးလည်းတစ်ခုမှမဟုတ်ပါဘူးသူတို့အလင်းဝင်လို့ကျွန်တော်တို့ဖိတ်တော့ပါတယ်ဆိုတော့ကျွန်တော်ကဒီမှာတော့ကျွန်တော်တို့ဒီအလင်းဝင်လာရဲ့ဘက်မှာတော့ AC ပဲပေါ့ဒီဘက်ဘာမှရှိမှုမရှိဘူးပေါ့ကျွန်တော်အချိန်ချင်းပြန်လာတော့မင်းလင်း တောင်းမှုတောင်းမှုတသုံးခွန်လေးလေးတက်တတငငလာခွန်တတခွန်ဂူရဖီမျိုးမှာရတတောင်းနေနေစစ်သားနှစ်ယောက်ကနမတွင်နေစစ်စစ်ကြကြီးကိုခေါ်ဝါခေါ်ပြီးတော့ဝစီကောင်းရုံပေါ်လိုက်တာကြည့်လို့မရဘူးကျွန်တော်အဲဒီလုံနေလုံရတည်းမမှန်လားမမှန်ပါဘူးအမှန်ကတော့ကြီးနိုင်ငယ်ကြီးကဒါအလုပ်တော့မခံနိုင်တော့ဘူးကျွန်တော်ကြီးနိုင်ငယ်ကြီးကတော့နည်းနည်းထိုးကြိတ်နောက်ရနည်းနည်းလည်းဖြည့်ပြက်ကအလိုရင်မရိကန် အဲ့အကုန်လုံးလုပ်ပါစော်လန်းကြီးကိုလည်းနင်းနင်းဖြည်းဖြည်းနဲ့ကြည့်ပါရဲကောင်းပါတယ်ဟိုဘိုက်ဆိုင်ထမင်းလေးပဲဆာမလာတမ်းမိရအောင်